က်20မပြည့်သေးခင်မှာပဲကိုပိုင်မြေခွက်ဝင်နိုင်ခဲ့ပြီလို့ထုတ်ကြွားလာခဲ့တဲ့ beauty by daddy ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် beauty blogger ဖြစ်တဲ့ daddy ကတော့ငငယ်ရွယ်နေပဲအောင်မြင်မှုတွေရရှိနေသူတစ်ယောက်ဖြစ်ပြီးအခုဆိုရင်အသက်20တောင်မှမပြည့်သေးတဲ့အချိန်မှာပဲသူ့ရဲ့လိုအပ်ကရှာထားသမျှငွေကြေးတွေနဲ့ကိုပိုင်မြေခွက်လေးတစ်ခွက်ကိုဝယ်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ် daddy ကနေကြည့်ဦး crazy တစ်ယောက်ဖြစ်ပါတယ်နေကြည့်ကိုအရင်အားကြသူတစ်ယောက်ဖြစ်ပြီးနေကြည့်ဦးလို့အရင်ဖြစ်ချင်းခဲ့သူပါ နေကြည်ဦးလောက်တီကြောတော့နောက်ခံမကောင်းပြီမြေသူတိုင်းတာနေသူဖြစ်ထွန်းသေးသလောက်တော့ဖြစ်ထွန်းခဲ့တယ်လို့ဆိုရမှာပါပဲ တရိယာနေကြီးဦးကဘလောက်ထိ crazy ဖြစ်တယ်လဲဆိုရင် နေကြီးဦးရဲ့မင်္ဂလာဆောင်မြန်မာနိုင်ငံမှာတခုဆိုဆိုတလောက်အရန်ကုန်မှာကြီးကြေခန်းထားတဲ့ပြိုင်ပွဲကင်းမင်္ဂလာဆောင်တခုဖြစ်ကြောင်းနေကြီးဦးကမင်္ဂလာပွဲတက်မိတ်ကက်လင်းချေရမှာလဲမြန်မာနိုင်ငံကမိတ်ကက်စရာတွေကိုလုံးဝအထင်မကြီးရကြောင်းထိုင်းနိုင်ငံကမိတ်ကက်စရာတွေနဲ့ပြင်ဆင်ခဲ့တာဖြစ်တယ်လို့မင်္ဂလာပွဲတက်ဝစ်စုံတွေကိုချုပ်တဲ့ဒီဇိုင်နာတွေကလည်းထိုင်းနိုင်ငံကနာမည်ကြီးဒီဇိုင်နာတွေပဲဖြစ်ကြောင်းနေကြီးဦးကစားတယ်ဒီကကြွားလုံးထုတ်ပေးခဲ့ပူတာဖြစ်ပါရီ ဒီတွေလေးတတိယပရိသတ်တွေရဲ့မျက်တော်ရှာခြင်းကိုခင်ခဲ့ရပါတယ်။တတိဆိုတာက ရှစ်တဲညံရီလောက်နဲ့စိတ်ထင်းကထင်းရများတွေကိုရှောက်ပြောနေတယ်ဆိုပြီးတော့ပရိသတ်တွေဟာပပနေကိုမှတွေ့ခဲ့သေးတာဖြစ်ပါတယ်။တတိကတော့သူဟာရှစ်တဲမဟုတ်ဘဲဆယ်နှစ်တီကြောင်းတက်ခဲ့ပို့ပြီးတော့ကိုဗစ်ကြောင့်သာကြောင်းလာလိုက်ရတာဖြစ်ကြောင်းနဲ့သူ့လိုမျိုးမွေးရှာနေတဲ့စင်တဲမျိုးကိုရောက်ပြီဆိုတော့မှသာသူ့ကိုဝေဖန်ပြောဆိုကြဖို့ပရိသတ်တွေကိုပြန်ဝုန်းခဲ့တာဖြစ်ပါတယ် တတိပြောတဲ့စကားတွေကကလေးတွေချစ်ချင်းရင်ဖြစ်ကြလို့စကနိုင်လူပြောနေသလိုကြီးဖြစ်နေပေမိလိုက်စေးတွေရောင်းချပေးခြင်းနဲ့တတိကဝင်ငွေကောင်းနေတယ်ဆိုတာကိုတော့လက်ခံရမှာဖြစ်ပါရည်ခေကောင်းတော့ဆိုရင်တတိကလိုက်စေးရောင်းချခြင်းကနေတလားတလားကို300ခန်းလောက်ထိတာမှရှာနိုင်ခဲ့တာဖြစ်ပြီးအခုနောက်ပိုင်းခေတ်သိမကောင်းတဲ့ချိန်မှာတောင်မှလိုက်စေးရောင်းပေးခြင်းနဲ့တလားကို300ခန်းလောက်ကတော့အသာလေးကိုမှရှာနိုင်တာလည်းဖြစ်ပါရည် ဒီငွေတွေနဲ့တတိယကိုပိုင်ကားတွေကိုရောတိုက်ခန်းနေရောဝယ်ထားနိုင်ခဲ့ပါသေးတယ်။အင်းငယ်တုန်းကဘွဲတစ်ခုကိုတော့ရကျင်နေစေရှိနေပေမယ့်အခုချိန်မှာတော့ငွေကိုလိုအပ်ချက်ပို့ပြီးရောရှာနိုင်နေပြီဖြစ်လို့ဘွဲမရတဲ့အပေါ်မှာလည်းတတိယကနောင်နာရှာတာမျိုးတွေမရှိတော့ပါဘူး။ဒီကြောင့်နဲ့ပတ်သက်ပြီးတတိယရဲ့ပြိတ္တတွေကြားထဲမှာအတော်လေးကမှခြေတင်နေပွဲဖြစ်သွားခဲ့ရပါသေးတယ်။ တတိယအခုဆိုရင်တော့အာမေကျော်ကြတဲ့ဆယ်လီတယောက်ဖြစ်နေပြီဖြစ်တယ်လို့ဝင်ငွေတွေကလည်းတော်တော်လေးကိုမရရှိနေပါရီ။နေမကြီးဆယ်လီတွေကနောက်ပိုင်းမှာဆိုရင်ရုပ်ရှင်ရိုက်ကူတာတွေလှုပ်လေးရှိတတ်ပါရီ။ တို့ရဲ့ခြေလှမ်းတွေကိုနောက်တစ်ဆင့်စီကိုထပ်မံတက်လှမ်းနိုင်တာပဲဖြစ်ပါရည်။ဒါပေမဲ့တတိကတော့ဒါမျိုးတွေစီစဉ်မရှိပါဘူး။တတိရဲ့ခေါင်းထဲမှာငွေရှာဖို့တခုတည်းကိုပဲစိတ်ဝင်စားနေပြီးအခုချိန်မှလည်းသူ့ရဲ့အလုပ်တွေကနေဝင်ဝေကောင်းနေတာဖြစ်လို့ရုပ်ရှင်ရိုက်ကိုရဲ့ဘက်ကိုတတိကတော့ခြေလှမ်းထပ်တိုးချဖို့အတွက်မရှိသေးပါဘူး။ရုပ်ရှင်ရိုက်ရတာကိုတော့ကြိုက်ပေမဲ့ရုပ်ရှင်ရိုက်ဖို့အထီတော့တတိစီမှာစိတ်ကူးရှိမနေသေးတာဖြစ်ပါရည်။ တတိယဝင်ငွေကောင်းတဲ့ဆယ်လီတရားဖြစ်နေရက်တည်နေပြီအခုဆိုရင်တော့သူရရှိတဲ့ဝင်ငွေတွေကိုစူးစမ်းပြီးတောင်ကြီးဘက်မှာမြေကွက်လေးတစ်ခွက်ကိုထပ်မံဝယ်ယူလိုက်ပြီးလည်းဖြစ်ပါတယ်အသက်20ပြည့်သေးခင်မှာပဲကိုပိုင်မြေကွက်လေးဝယ်ယူနိုင်နေဆိုပြီးတတိယစာချုပ်လေးနဲ့တူပရိသတ်တွေကိုကြွားလုံးထုတ်ခဲ့တာလည်းဖြစ်ပါတယ်အဆုံးနီးကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်အတစ်တက်သောဆယ်လီနုပညာရှင်သတင်းတွေကိုသိရဖို့အတွက်ပေလေးကိုလည်း like and follow လေးလုပ်ခဲ့ပေးပါအောင်ရှင်